အားလုံးမင်္ဂလာပါ UK Mastery Facebook နဲ့ YouTube channel ကနေကြိုဆိုပါရစေ။ Champion ပေးတဲ့အားလုံးမင်္ဂလာပါ။မနေ့ညတုန်းက FIFA World Cup ပြိုင်ပွဲရဲ့ကမ္ဘာဖလားချေစပွဲထဲမှာကျွန်တော်တို့ဒါအာရှဆုံးချေစပွဲတွေကန်နေ။ဒါတခါတောင်အမေရိကဆုံးချေစပွဲတွေလည်းကန်ကြတယ်။တောင်အမေရိကဆုံးမှာတော့အခုတကယ်ကိုမဖြစ်မနေအမတ်လူနေတဲ့ Brazil တို့ပါတော့ကန်တာပေါ့လေ။ဒါမြောက်မေတောင်အမေရိကဆုံးမှာ၃ပွဲကန်တယ်။ Paraguay နဲ့ Chile နဲ့ကန်တယ်။ Brazil နဲ့ Colombia, Peru နဲ့ Bolivia ကန်တယ်။ဆိုတော့ ကဲရတဲ့ပွဲစီတော်တော်များများရှိတဲ့အချိန်မှာအခုလက်ရှိမှာဘယ်လိုပြောမလဲ Brazil အဂျူနီယာတူရီဘယ်ဂျူနီယာလက်ထက်မှာ Brazil အသင်းကိုဘယ်သူမှအားရတဲ့အသင်းမဟုတ်ဘူးဒါပေမဲ့ Brazil ကအခုလက်ရှိမှာတကယ်တမ်းအမှတ်လိုလာပြီဆိုတဲ့အခါမှာသူတို့နိုင်ပွဲတွေတည်းစပြီးတော့သူတို့လှုပ်ဆောင်လာခဲ့ပြီဒါမနေ့ကတော့က Brazil အသင်းကဒါကိုလံပီးယားကိုတူတင်ကိုအချိန်နဲ့ကစားခဲ့ရတယ်ပွဲကမှန်တမ်းပြောရင်တောင်အမေရိကဆောင်ကအခုစွတ်စွပေါင်း18ပွဲခံရမယ်ဆိုတော့ပွဲစဉ်73မြောက်ကိုကြောက်တယ်တောင်အမေရိကဆောင်ကပြိုင်ပွဲဝင်အသင်း 20သိန်းရှိတယ်6သိန်းကိုဒါ2ကျော်18 18ပွဲကစားရမယ်ဆိုတော့2နှစ်ကျော်3နှစ်လောက်သူတို့ကစားရတယ်ကမ္ဘာဖလားပြိုင်ပွဲပြီးတာနဲ့သူတို့ချစ်ပွဲဇက်တိုက်ကန်ရတာဖြစ်ပြီးတော့အခုဘရာဇီလ်သင်းကကိုလံပီးယားကိုနှစ်ကိုးတကိုးနဲ့နိုင်တယ်ဆိုတော့ဘရာဇီလ်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့အမှန်တိုင်းပြောဒီဘက်ဘရာဇီလ်ကိုကြိုက်ကုန်မကြိုက်တာဒါဒါပေမဲ့အခုဘရာဇီလ်သင်းမှာအပြောင်းလဲတွေလုပ်ထားတယ်ဒါကိုသမားအာလာဆင်ပါပြီးတော့အခုမိုနာကိုကဖက်ဒါဆန်ကတစ်ဖက်က အာရနာဆိုတဲ့ကစားပါတဲ့ပင်ကြားတောင်ပန်တွေ့တယ်အဲ့ဘရာဇီးတောင်ပန်တစ်ဖက်ကအားနည်းဆုံးဖြစ်ပြီးတော့မာကီညိုနဲ့ဂါဘရီယယ်ကိုတွဲပြီးကွင်းလယ်မှာကာဆန်ရဲ့ဂရီမာရစ်ကေနောက်တစ်ဖက်ကဒါရူဒရီโกနဲ့မဖင်ညာကိုတွဲပြီးတော့မှသူတို့ကအတက်ကင်းအားဖြင့်ဂျွာဖက်ထိုနဲ့ဖီနီရှယ်ထားတယ်ဆိုတော့ဘရာဇီးကတိုက်စစ်မှာဖီနီရှယ်ရောဒါဖက်ထိုရော နောက်ရူဒရီโกရောရဖင်ညာရော၄ယောက်တောင်ထားတာ ဆိုတော့ရာဖီညာကလိုအပ်ရင်အလဲဝင်ကစားတယ်နောက်ပြီးတော့မှဂျောက်ပက်ထိုကအထောက်ထားပြီးတော့ရူဒီကိုအစွန်ထွက်တယ်သူကအဲ့လိုပုံစံမျိုးကစားတယ်ကွင်းလယ်ကတော့အဓိကရှင်းပါတယ်ဒါကျွန်တော်တို့အခုကွင်းလယ်ကဒါဂါဆန်နဲ့ဘရူနိုကွီမာရက်စ်ကိုပဲတွဲထားပြီးတော့ဘရာဇီးက442ရှိတ်ကိုလိုအပ်ရင်လိုအပ်သလိုပြောင်းတာကိုလံဘီယာကတော့တိုက်စစ်ကကာဘူကော်ဒူပါကိုထားပြီးတော့မှ ဒါဒူလူးစ်ဒီယက်ကဟာမတ်ရူဒရီဂက်စ်ရဲ့ကွင်းလေကဂျက်ဖစ်ဆင်လာမာဘူးနောက် တစ်ဖက်ကဒါဗစ်ဆန်ချက်တို့ပါတယ်ဆိုတော့ကိုလံဘီယာဟာတောင်အမေရိကတိုက်မှာအဆိပ်ရှိတဲ့အသင်းဖြစ်ပြီးတော့ဘရာဇီးကိုတူတင်ကိုဒါအမှန်တမ်းပြောလို့ဘရာဇီးကပိုကောင်းပါဒီပွဲမှာချက်စီလည်းအများကြီးရတယ်ခရီးလုတ်တယ်ဗီနီရှစ်ဂျူနီယာအပါဝင် try တော့တော်တော်လေး try တယ်ကိုလံဘီယာလည်းတကူတော့တွေ့တယ်အဲတော့ကကိုမအာလစင်ကိုတွန်းလိုက်တဲ့အတွက်ကြောင့်အုံကိုဖြစ်သွားသည့်တိုင်အောင်ဒါကိုမပေးဘူးပေါ့လေအဖွင့်ကိုကတော့ဗီနီရှစ်ဂျူနီယာချောင်းရတဲ့ပနတီကနေရာဖီညာကန်သွားတယ် ဒီနေ့ရာသီအတွက်မှာ Rafinha ရဲ့စွမ်းဆောင်ရည်ကလည်းတော်တော်လေးတော့ကောင်းတယ်ဒါဒီယာဒီမှာတွင်းကိုရောဖန်တီးမှုရောလေရင်းစင်တင်တဲ့ကလပ်တော် Rafinha ဟာနောက်ထပ်ပုံစံကောင်းကိုဆက်ထိန်းထားပြီးတော့မှာ57မိနစ်မှာ Luis Suarez ကသူ့ရဲ့ Liverpool အသင်းပေါ်ဒါ Arsenal ဘက်ကရဲ့ဂိုးတောက်တွေကိုလှလပပကန်သွားတယ်အဲ့လုံက Hamas Rodriguez ပေးပြီးတော့မှာဝန်ဝန်ဖြစ်သွားပြီးတော့မှာဒါဒီလိုနဲ့ပွဲကသူတေကိုတင်မဲ့ဗျာ ဒုတိယပိုင်းမှာဘရာဇီးကအပြောင်းလဲတွေအနေနဲ့ဒါဘယ်လိုပြောမလဲဆိုတော့ဂါဆန်နေရာမှာဂျူလင်တန်ဝင်လာတယ်နောက်ဂျူအောပက်ထရိုနေရာမှာမက်သီးယပ်ကူညာဝင်တယ်နောက်တော်တော်များများပေါ့လေအန်ဒရီဝင်တယ်ဆာဗီညိုဝင်တယ်ဒါတော်တော်များများဝင်လာပြီးတော့မှဘရာဇီးက69မိနစ်မှာထုံးစံတိုင်းဗီနီရှက်ဂျူနီယာရဲ့ထရိတ်မတ်ကိုအဝေးရလှမ်းကန်တဲ့တောင်းထဲကလုံးကလှလှပပကူးသွားခဲ့ပြီးတော့အဲ့ကိုကပဲဒါဘရာဇီးအသင်းကိုအနိုင်ရသွားတယ်အဲ့အားက2-1ပေါ့လေဒီပွဲနိုင်တာကဘရာဇီးအတွက်တော်တော်တန်ဖိုးရှိတယ်ဘာကြောင့်လဲဆိုတော့ဘရာဇီးအသင်းကလည်း Tadi ဒါဒီ worker qualify မှာတော်တော်လေး struggle ဖြစ်နေတာ ဆိုဒီနိုင်ပွဲကဘရာဇီးကိုအခုလောလောဆယ်ဒုတိယနေရာကိုပို့လိုက်တယ်ဒါဗီနီရှက်ကတော့ဒါတကူသွင်းတယ်ပန်တီရောက်အောင်လုပ်တယ်ရာဖင်ညာကဗီနီရှက်သွင်းမဲ့ကိုကိုဖန်တီပေးတာဖန်တီပေးတာထက်ကိုင်းရဲ့ quality ကောင်းလို့ဖြစ်ပြီးတော့ now brazil နိုင်ပြီးတော့ colombia ရှုံးနေသွားတယ် peru က bolivia ကို3ဂိုးတကုတ်နဲ့နိုင်ပြီးတဲ့အချိန်မှာ paraguay က chile ကိုနိုင်တယ်အခုတောင်အမေရိကဆိုတာအခုတချို့အသင်းတွေကတော်တော်လေးခြေနေဆိုးသွားပြီပေါ့လေဒါကျွန်တော်ထင်တော့ chile chile တို့ peru တို့ venezuela တို့ကဒါဒါ playoff ကိုပဲမျောရမယ် တိုက်ရအောင်လို့ကြတော့ကိုလံပီယာက16မှန်၊အီကွေဒေါ16မှန်၊ပါရာဂွေး၊ဥရုဂွေး20နဲ့ဘရာဇီးက21၊အာဂျင်တီးနာတို့ထိပ်မှာ25မှန်နဲ့ရှိတယ်။သူတို့ကဒါဥရုဂွေးနဲ့ခံရမှာဖြစ်တယ်။ဆိုတော့ဘရာဇီးအသင်းကတော့အခုလက်ရှိမှာ under pressure ကြားကနေနိုင်ပွဲရယူသွားတယ်။ဆိုတော့ဒါ Vinicius Junior ကတော့ Lewis Hamilton မှာခြေစွမ်းပြလို့ Rafinha လည်းခြေစွမ်းပြတယ်။တခုပဲဘရာဇီးက shape က attacking အများကြီးများတယ်။ ရာဖင်ညာကို30လို့ထားမယ်အခုက defensive ကကောင်းကောင်းလုပ်တယ်ဒါဘရူနိုဂူမာရက်စ်ကို Edison တို့နောက်ထပ်ကဒေါက်ကလစ်လူးအစ်တို့နောက်အချိန်တည်းမှာပဲ Andre ကကျွန်တော်အလောက်ကြီးမကြိုက်ဘူးဗျ Andre မကြိုက်ဘူး Garcia တို့ပါလို့ကျွန်တော်ရမ်းကြိုက် proper defensive midfield နှစ်ယောက်လုပ်တယ်သူတို့မှာ eye check လိုအပ်ချက်ရှိတယ်တောင်မနေကောင်းတယ်ဒါပေမဲ့ full back တွေကအားနေနေတည်တယ် center back တော့ပြောကြမှာရှိဘူးကိုသမားပြောကြမှာရှိဘူး Brazil နိုင်ပွဲရရှိသွားကြတာဘာလို့ကျေးဇူးတင်ပါတယ်